Eastern Justin မှာဆိုရဲရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဖွဲ့ဟာရွေးကောက်ပွဲဆိုင်ရာဥပဒေမူပေါင်းကိုလှုပ်ဆောင်ခဲ့ပြီးထုတ်ပြန်ခဲ့တဲ့စီရင်ခံစာထဲမှာရွေးကောက်ပွဲစတင်ခဲ့ခြင်းကစလို့2016 April အထိရှုထောင့်အမျိုးမျိုးနဲ့သုံးသက်ချက်တွေ အကြံပေးချက်တွေကိုဖော်ပြထားပါတယ်။ဆွေရတဲ့လက်ဖက်မှာအစ်စ်ဖွဲ့စည်းလိုက်တဲ့ရွေးကော်ပွဲကော်မရှင်ကိုအရေးကြီးဆုံးတင်ပြမယ်အချက်တွေအရက်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတင်ပြသွားဖို့ရှိတယ်လို့ဆိုလာသူကမတ်ရွှေဝင်းပါဒီကကြတော့ကျမတို့လက်ရှိပေါ့နော်ယူကဝဆောင်းကြီးလွတ်လာတဲ့အဖွဲ့အစည်းရသက်ဆိုင်ရာခေါင်းစဉ်လိုက်ပေါ့အမှကျမတို့ဘုတ်ဆိုတရားဝင်မအောင်တချို့ဆိုရင်ပေါ့အမျိုးသမီးပါဝင်မှုလုံးပေါ့အဲ့တော့ကိုရီအဖွဲ့တွေရဲ့ရှာဖွေတွေ့ရှိချက်တွေကလက်ရှိမှာယူကဝကော်မရှင်အရေးကြီးဆုံးတင်ပြရမယ့်အချက်တွေကိုရွေးထုတ်ပြီးတော့ ကျမတို့အကုန်လုံးတစ်ခါထပ်ပြီးတော့လေးရက်နေကြာအစည်းအဝေးဆိုင်ပါအောင်ဒီလူတွေတင်ပြမချက်တွေလို့စူးစီးပြီးတော့ကျမတို့သွားတင်ကြမှာဖြစ်ပါတယ် Peace and Justice မြန်မာရဲ့ရွေးကောက်ပွဲစီရင်ခံစာထုတ်ပြန်တဲ့ပွဲမှာပြည်တော်စုအဆင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဆယ်ပွဲကျော်ပါဝင်ဆွေးနွေးမှုတွေလည်းပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးလူမှုအဖွဲ့အစည်းတွေအနေနဲ့အားနည်းချက်တွေပြင်ဆင်စရာတွေကိုလည်းအသစ်တက်လာမယ့်ရွေးကောက်ပွဲကော်မရှင်နဲ့မေလာအတွင်းဆွေးနွေးတင်ပြစရာတွေလှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ပြောဆိုခဲ့ပါတယ် ဒါနရှိဆောင်မြန်မာကကုချမ်းကြီးအောင်ကတော့စောင့်ကြည့်လေ့လာရေးဖွဲ့စည်းတွေအနေနဲ့အစ်စ်ဖွဲ့စည်းထားတဲ့ရွေးကော်ပွဲကော်မရှင်ကိုရက်တရာထဲမှာဖွဲ့စည်းမဲ့ရက်ကြီးကော်မရှင်တွေဂျန်နာပါဝင်မှု the civil right မဲပေးမဲ့သူတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတင်ပြသွားမယ်လို့ပြောပါတယ်အဓိကထားကျွန်တော်တို့ပြောမှာကရပောင်းဒီတေယာအတွင်းပဲမှာသူကော်မရှင်ဖွဲ့စည်းတဲ့ဟာတွေပေါ့နော်ရက်ကြီးအစဉ်ဖွဲ့စည်းတာရှိမယ် ပြီးရင်ပြည်နယ်တိုင်းအဆင့်ကော်မရှင်အဆင့်တွေဖွဲ့စည်းတာတွေပါ gender ပါဝင်မှု disability right ပေါ့နော် disability right ပေါ့ဒီမတန်ဆန်းတွေရဲ့နော်ပါဝင်မှုတွေကိုထည့်သွင်းစဉ်းစားတင်တဲ့အရာတွေရဲ့နောက်ခုနပြော voter rights ပေါ့မဲပေးခွင့်အရာမဲပေးတဲ့သူရဲ့အခြေအနေချိတ်ဆက်ဖို့အတွက်ကျွန်တော်အဓိကထားပေါ့အဲအဲလက်တော်လုံးလို့ရတဲ့ဟာတွေကျွန်တော်အဓိကထားပြီးကျွန်တော်တို့ဟို recommendation ပြပါမှာပါဟုတ်ကဲ့